အမေရိကန်ဘင်္ဂလားဒေ့ရှ်နဲ့တိရီလင်္ကာလေတပ်တွေပူးပေါင်းလေ့ကျင့်တဲ့အစီအစဉ်တစ်ခုဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းမြို့မှာစက်တင်ဘာလ15ရက်နေ့ကစတင်ခဲ့ကြပါတယ်။ Pacific Angle 3လို့နာမည်ပေးထားတဲ့လေ့ကျင့်မှုကိုအမေရိကန်ရဲ့ Pacific လေတပ်ကဦးဆောင်အကောင့်ထဲပေါ်ပြီး၄ရက်ကြာမြင့်မှာပါ။ပူးပေါင်းလေ့ကျင့်မှုရဲ့ရည်ရွယ်ချက်ကတဘာဝဘေးအန္တရာယ်ဆိုင်ရာတုတ်ပြတ်မှုစွန့်ရည်တွေပုံမအားကောင်းလာစေဖို့လူသားချင်းစာနာမှုဆိုင်ရာကူညီပေးရေးလုပ်ငန်းတွေမှာပုံမထိရောက်စွာဆောင်ရွက်နိုင်ဖို့ ဒေသတွင်မိဖက်ပူပေါင်းမှုတွေပုံမမြင့်တက်နိုင်ဖို့ဖြစ်တယ်လို့ကြေညာထားပါတယ်။အပိုင်းလိုက်လှုပ်ဆောင်တဲ့ Pacific Anger စစ်ရေးလက်ချက်မှုတွေမှာ American စစ်မှုတန်းတွေဒေသတွင်မိဖက်စစ်တပ်တွေရဲ့ပူပေါင်းဆောင်ရွက်နိုင်မှုနဲ့စစ်စင်နိုင်စွာအသင့်ဖြစ်မှုကိုမြင့်တက်ဖို့အကြက်တဲကာလတွေမှာအပြန်အလှန်ပူပေါင်းလှုပ်ဆောင်မှုစွမ်းရည်ကိုချဲ့ထွင်ဖို့အဓိကရည်ရွယ်လှုပ်ဆောင်လို့ရှိတယ်လို့ဆိုပါတယ်။စစ်တကောင်းကလေ့ကျင့်မှုတွေမှာတော့တဘာဝဘေးအန္တရာယ်ဆိုင်ရာတုတ်ပြန့်ရေးအစီအမံတွေအပါအဝင်ကျယ်ပြန့်ဆုံးလင်းတဲ့အခြေအနေတွေမှာ တရုတ်သူလေ့ကျင့်သွားမယ်လို့ဆိုပါတယ်အစည်းအဝေးတွေထဲမှာကဲဆယ်ရေးနဲ့ရှောက်ဖွေရေးစင်မြေပြင်စေယုံတွေတိဆောက်ပြီးလေတက်ကပူပေါင်းပါဝင်မှုတွေလည်းပါဝင်ပါတယ်စစ်တကောင်ဟာဘင်္ဂလားပင်လယ်အော်နဲ့ဆက်ဆက်တရှိနေပြီးဆိုင်ကလုံးမုန်တိုင်းတွေရေကြီးမှုတွေနဲ့တခြားသဘာဝဘေးအန္တရာယ်တွေကြုံတွေ့နိုင်ခြင်းမြင့်မမာရှိနေတာကြောင့်အခုလိုလေ့ကျင့်မှုမျိုးကတိတ်အရေးကြီးတယ်လို့ဘင်္ဂလားဒေ့ရှ်လေတက်က ပြောပါတယ်ဒီလက်ကျင့်မှုမျိုးဟာလက်တွေ့ကြုံလာနိုင်တဲ့အခြေအနေတွေကိုရည်ရွယ်ပြင်ဆင်ထားတာဖြစ်တယ်လို့ အင်ဒိုပစိဖိတ်ဒေသမှာပုံမတည်ငြိမ်ပြီးလုံခြုံဘေးကင်းတဲ့ရဝန်းမျိုးဖန်တီးလို့တဲ့နိုင်ငံအသီးသီးရဲ့ဆန္ဒနဲ့လည်းကန့်ညင်မှုရှိတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်